每日工业产值破破四百亿，诈骗朋友们那些个少气度的贷，P G F T G B 的包围，少气度的贷款，手上盘起地押税，被被也有被收回来，我们说地押会几年几年出的，那边无班车，他妈东东要班车有地啦，打靶没？ ဝမ်ပေါင်ရှော့လိုက်တော့စက်သုံးလုံးနဲ့ဝမ်ပေါင်ကိုပြချဖို့အညာသားတွေကြိုးစားနေတဲ့ကြောင်းပါမယ်နောက်ထပ်ခင်ဗျားတို့ကိုအရေးကြီးတာတစ်ခုထပ်ပြောချင်သေးတယ်ပြည်တီဦးနဲ့အိနာကျော်စင်နဲ့ကိစ္စပြည်တီဦးကြတော့မဆဲဘူးနေတိုးကြလို့ကြတော့ဆဲတယ်နေတိုးကရခိုင်မို့လို့လားရခိုင်မို့လို့လားလို့ပြောရင်ဘူချုပ်ထုံးမြင့်နိုင်ကိုငါတို့ဘာလို့တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်အဖြစ် အမျိုးသားခေါင်းဆောင်အဖြစ်တော်မျှော်မှန်းထားခဲ့တာတော်လန်ကြီးမှာနိုင်ငံကြီးမှာ တိုင်းပြည်အတွက်လူမှုအတွက်မှာဘာသာရေးလူမျိုးရေးမရှိဘူးအဖွဲ့အစည်းဆွဲမရှိဘူးဒါနဲ့ပတ်သက်ပြီးအကျေတဝင့်ပြောမယ်ကဲစလိုက်ရအောင်ကနဦးတော်ဘိုးပိုင်ချဲကိစ္စပြောအောင်ဘိုးပိုင်ချဲမနေ့ကကျွန်တော်တက်မှ3 3 ကိစ္စပေါ့နော်။ဒါပြန်တိုက်တယ်မตาပေါ်တဲ့တည်င်းကတော့အားလုံးသိပြီသား။ဘူပိုင်ချဲကိစ္စလူမဲတော်ဘာလို့ပြောမှလဲဆိုတော့ဒီလိုဗျ။ကျွန်တော်တို့တော်လိုင်းကြီးမှာခေါင်းဆောင်တွေလူငယ်လူလက်ခေါင်းဆောင်တွေပေါ်ထွက်လာတာကိုကျွန်တော်တို့ဝမ်းပန်းတတာကြိုးဆူကြိုးဆူတဲ့အပြင်ကိုအားကိုးတယ်ယုံကြည်တယ်မျှော်လင့်တယ်ဒီစိတ်နဲ့ပြောတာဖြစ်ပါတယ် ဘယ်တက်ကတော့ဘယ်အဖွဲ့ရတော့ NUG အောက်ကတော့ MOD အောက်ကတော့အဲ့ဒါကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်တို့မှအဖွဲ့အစည်းနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးဘာသာရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးလူမျိုးရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့အစွဲလမ်းမရှိဘူးဥပါဒံဆိုတဲ့အစွဲကိုကျွန်တော်တို့ဖြုတ်ချထားမယ်ကိစ္စအရေးကြီးတယ်ပြည်တည်ဦးနဲ့နေတို့ကိစ္စကြရင်ကျွန်တော်အဲ့ကိစ္စကိုပြချပြောပြချင်တယ်အဲ့တော့ဘူမိုက်ခဲမောင်ဆောင်ခါ ဇေယလွင်ဘုနကဒေါက်တာစိုးသူရစောအဆရှိတဲ့လူငယ်လူလက်တက်မှုတွေဟာတော်လိုင်းရေးမှာတက်တော်ဘူလူကြီးတွေနဲ့တဖြည်းဖြည်းကြစ်ကြစ်လစ်လစ်ခိုင်ခိုင်မာမာအင်အားကြီးကြီးနဲ့စုစည်းလာတာကိုကျွန်တော်တို့ဝမ်းမတတ်တာကြိုဆိုခဲ့ကြတယ်ဂုံပြုတ်ခဲ့ကြတယ်ဝင်းရံပေးခဲ့ကြတယ်အားပေးခဲ့ကြတယ်ကူညီခဲ့ကြတယ်တတ်နိုင်သလောက်အခုဘိုးပိုင်ချဲဆိုတဲ့ညီငယ်လေးတယောက်တော်လိုင်းတက်မှုတယောက်ပေါ်ပေါက်လာတယ် ပထမတစ်ခေါက်တည်းကကျွန်တော်ကြည်နေတယ်ဘူပိုင်ချင်းနဲ့ပတ်သက်ပြီးတော့ဘိုးကြီးထက်မြတ်တို့ channel ကအင်တာဗျူးတွေပါကျွန်တော်နားထောင်ကြည့်တယ်လူငယ်လေးဟီမုံမုံလေးရုပ်ရည်ကကိုရီးယားမင်းသားအလားပဲရုပ်ရည်တန့်ပြန့်တယ်ရှင်ကြီးတယ်အဲ့တော့ဒီကလေးလေးကိုကျွန်တော်ဒီလူငယ်လေးကိုကျွန်တော်လူငယ်လေးဒီကောင်ဒီကလေးခေါင်းဆောင်တယောက်ဖြစ်လာနိုင်တယ်အပြောဆိုရိုးသားတယ်ဘူမိုက်ခဲလို့ပဲအဲ့အသိမကြပါဘူးမနေ့ကတက်မှာတုံးတုံးကိုဝင်ကျုံးပါတယ်ဝင်ကျုံးတော့ဘူပိုင်ချဲတို့ဥဆောင်နေတက်တွေက ပူပေါင်းတက်တွေကဝင်တိုက်တဲ့အချိန်မှာဘိုးပိုင်ကျဲရဲ့ဗီဒီယိုလေးကိုကျွန်တော်ကြည့်လိုက်ရတယ်။ကြည့်လိုက်ရတော့ဖက်နယ်လည်းမပေါဘူးရှုံ့ဘက်ပလဲပြင်းနေထိုင်ပြီးတော့ဟေ့ရမင်းတို့တက်မှသုံးသုံးဝကောင်နေပြောတော့နာမည်ကြီးဆိုချွေးတော်မထွက်ဘူး။ဟဲ့ဆရာ။ဟေ့ရမင်းတို့ပိုင်ချဲကိုတီးလားဘယ်သူလဲတီးလား။အပိုင်ချဲကွာ။ပိုင်မှချဲတာ။ဆိုပြီးတော့ဖက်စစ်တပ်ကကောင်နေနဲ့အခြေတင်ပြောနေတဲ့ဗီဒီယိုကလစ်တွေ့ရနော်။ ဆိုတော့ဒါလူငယ်ခေါင်းဆောင်တံမူးတယောက်ထပ်မံပေါ်ပေါက်လာပြီလားမြုံလိုက်ပါလေတို့တူရဲ့ဘုံမိုက်ခဲမောင်ဆောင်ခဇေယာလွင်ဘုံနကအစရှိတဲ့တတ်တော်အတီးတီးကလူငယ်ခေါင်းဆောင်တွေကိုလည်းကျွန်တော်မျက်ခြေမပြတ်ကြည်နေတယ်ကျွန်တော်တို့အားပေးနေတယ်ဝန်းရံနေတယ်ဘာကြောင့်လဲဆိုတော့အနာဂတ်တိုင်းပြည်ကိုလူငယ်တွေလက်ထဲထည့်ကြရမှာလက်ရှိတော်လှန်ရေးမှာလေလူငယ်တွေကစွန့်စန်းတမန် အသက်ဆွန်တိုက်ပွဲဝင်နေတာငင်းလို့မရတဲ့တမိုင်းအရှိတရားမှာလူကြီးတွေရှုပ်ချင်တိုင်းရှုပ်လုချင်တိုင်းလုတာတွေကိုလူငယ်တွေကသေပေးပြီးတော့ခေပြောင်းစနစ်ပြောင်းရေးအတွက်စ조사တိုက်ပွဲဝင်ခဲ့ကြရတာအဲ့ဒီရဲ့တသက်ပြချက်ကຫນွေဦးတော်လန်ကြီး generation set ဆရာဘူပိုင်းချဲကိုဂုံပြူပါတယ်တမ33တစ်ခုလုံးစစ်ကြောင်းပြုတ်အောင်တိုက်ပွဲဝင်တဲ့ ဂုံယူစွာဂုံပြုတ်တဲ့အပြင်ကိုမှထမှန်ပြီးတော့တမူကောင်းတယောက်လူငယ်ကောင်းဆောင်တယောက်ဖြစ်လာနိုင်ဖို့ညီလေးညီလေးလို့ပဲကျွန်တော်တို့အွယ်နေဆိုညီလေးပဲဖြစ်ညီလေးပုံမိုက်ပုံပိုက်ချေမိုက်ခဲရလဲကျွန်တော်ညီလိုပဲဆိုတော့ပုံမိုက်ခဲပုံပိုက်ချေဇေယလွင်အဲမှာနော်မောင်ဆောင်ခဒေါက်တာသုတ္တဝါစောအဆရှိတဲ့တမူကောင်းနေနဲ့စူးစီးနိုင်တဲ့ညီပြန့် ဒေတာများတပ်ပေါင်းစုကြီးဖြစ်ဖို့ဒီသူလူလူကလည်းမျော်လင့်လျက်ရှိပါတယ်ဘီဗန်ဒေတာများတပ်ပေါင်းစုတိုင်းရင်းသားများတပ်ပေါင်းစုပြည်သူတပ်ပေါင်းစုဆိုတဲ့တပ်ပေါင်းစု၃ရက်နဲ့တော်လန်ဝင်ရိုးကိုလေပတ်အစိမ့်ပြင်းပြင်းနဲ့ဖက်စစ်တပ်ကိုချေမုန်းနိုင်မဲနေရောက်ဖို့တစင်ချင်းတစင်ချင်းတလန်းလိုက်လိုက်တာများဒီကနေ့ဆိုရင်ဖက်စစ်တပ်ကအလူအလဲဖြစ်နေတာပါ ။နေမြေဒီတာလေးတွေကိုအကြမ်းမြင်ပြန်လဲတိုက်ခိုက်ရယူနိုင်တယ်ဆိုပြီးတော့သူတို့ဂုံစာနေပေမဲ့ရှမ်းမြောက်မှာနေမြေ80ရာခိုင်နှုန်းကိုတော်လိုင်းရင်းနဲ့တိုင်းသားတပ်တွေကသိမ်းပိုက်ထားနိုင်ပြီးတော့လက်ရှိသူတို့ပြန်လဲရယူနိုင်တယ်ဆိုတဲ့အနေအထားဟာ71ရာခိုင်နှုန်းပဲရှိသေးတယ်ဆိုတဲ့အချက်ကိုကျွန်တော်တွေ့ရပါတယ်။နောက်တူမှာဒီဘက်2025ဒီဘက်နှစ်တည်းရဲ့တိုက်ပွဲနှီးနာပုံတံပြောင်းလာတာကိုတွေ့ရပါတယ်။ အရင်ကာလတုန်းကဆိုရင်ဒိုင်းသားအီယာဝူတက်တည်နဲ့တွဲဖက်ပြီး PDF တွေတိုက်တဲ့အခါကျမှ PDF တွေအောင်မြင်မှုရတယ်ဆိုတဲ့အခြေအနေကနေပြီးတော့လက်ရှိအချိန်မှာ PDF တက်တော်များပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတက်တော်များရဲ့ကိုယ်တိုင်ဦးစီးတိုက်ပွဲဝင်တဲ့အောင်မြင်မှုတွေအများပြားထွက်ပေါ်လာပါတယ်ရှင်းရှင်းပြောရရင်ငါတို့အတောင်လက်ဆုံလို့မတက်ရက်ပြီးပြန်တန်းတော့မယ်စစ်ပညာတွေစစ်တွေ့ကြုံတွေလက်နက်ခရမ်းစုဆောင်းမှုတွေတက်တော်စုဖွဲ့မှုတွေဟာ အချိန်ဤတစ်ခုမှာတပြေးပြေးနဲ့အထိုင်ကျလာတယ်စနစ်ကျလာပြီးတော့တိုက်ရိုက်ခိုက်ရိုက်စစ်ဆွမ်းရိုက်စစ်တွေ့ကြုံတွေလည်းအထံအသင့်ရတဲ့အချိန်မှာပထမဦးစွာမိုးကုတ်မြုပ်ကို TNL ကထွက်ခွာမယ်လို့ပြောပြီးအနောက်မိုးကုတ်မိုးမိတ်ကို MDM PDF နဲ့ပူပေါင်းတက်တွေကကာကွယ်မယ်ဆိုတဲ့ပြည်သူတော်လိုင်းရေးတက် PDF တရားဝင်ထွက်ပြီးတရုတ်ကိုစင်ကိုဖက်စစ်တက်ကို ပေါ်တင်ချန်လန်းခေါ်လိုက်တာနမနိစစ်ကြောင်းလိုက်စစ်ကြောင်းတွေပြုတ်အောင်တိုက်နိုင်တဲ့အခြေအနေမျိုးထိပြည်သူကာကွယ်တပ်မတော်သားညီငယ်အညာသားတွေအပါအဝင်ကျွန်တော်အမှတ်မမှားဘူးဆိုရင်စစ်ကြောင်းငါးချောင်းလောက်တိုက်ပွဲငါးခုလောက်မှာစစ်ကြောင်းငါးချောင်းလောက်ပြုတ်အောင်တိုက်နိုင်တဲ့အခြေအနေမျိုးဟိုတလောကမြင်းညံအထူးစစ်စင်ကြီးဆိုရင်လေ မြင်းထန်တောင်းတာမလိုက်နထိုးကြီးတကြောလုံးဖိတ်ဖိတ်တော့အောင်တရာဦးဒီတက်ပြီလို့တော့ကျွန်တော်တို့ကတွတ်တာအချိန်ကြီးရဲ့ကြောင့်မြင်းညာအထူးစစ်စင်ရဲမှလည်းအောင်ပွဲအလီလီရရှိခဲ့ရွှေဘုံမှာလည်းစစ်ကြောင်းလိုက်ပြုတ်အောင်တိုင်နိုင်ခဲ့တယ်နာမည်ကြီးဘလူးစစ်ကြောင်းဆိုတဲ့ကောင်တွေကလည်းစစ်ကြောင်းမှုကိုဖမ်းပြီး PLA တက်ရှေ့ရရှစ်လာမသိဘူးနော်စစ်ကြောင်းလိုက်ဖြုတ်နိုင် အခုဘူပိုင်ချဲတော့တမ၃၃နံမဲကြီးလာပါတယ်ဆိုတော့တက်ချွေးမထွက်ဘူးဆိုပြီးတိုက်ပွဲဝင်ပြနိုင်တယ်။ဒါဟာလက်တလောမှာတော်လန်ကြီးဟာဖက်စစ်တက်ကပြည်သူစစ်ပေါ်တာဆွဲမှုတွေရုရှားနဲ့တရုတ်ကနီးပညာတွေပုံအော်ထားတဲ့အချိန်မှာခဏတာတန့်သွားတယ်လို့ထင်လာရ ပေမဲ့လာမယ့်တော်လန်ကြီးရဲ့အနာဂတ်လာမယ့်တော်လန်ကြီး အခြေအနေနောက်လာမဲ့တော်လန်ရေးအခြေအနေဟာတော့လူငယ်လူလက်တွေခေါင်းဆောင်တပ်မူးတွေနဲ့ခြေနေရန်ကောင်းပါတယ်ဖက်စစ်တဲ့ဘလူနီးနဲ့မှရေရှည်ရုရှားနဲ့တရုတ်အကူအညီဖြတ်တဲ့နေ့ဖက်စစ်တဲ့မသာပေါ်တဲ့နေ့ဖက်စစ်တဲ့မသာပေါ်တဲ့နေ့ရုရှားတရုတ်အာကိုနဲ့နလန်ထလာတာပြည်သူစစ်ပေါ်တာဆွဲတာအခုဆိုရင်အင်မတန်ရှားပါလာပြီအဲ့ဒီပြည်သူစစ်ပေါ်တာဆွဲတဲ့ရင်းမြစ်ပြတ်တဲ့နေ့ စစ်တပ်ထဲမှာစစ်တိုက်တဲ့လူမရှိတဲ့နေ့ဒီလိုနေမျိုးရောက်လာပါလိမ့်မယ်။ဒါကြောင့်မို့ဒီဘက်မှာတော်လိုင်းကြီးဘက်ကလည်းတစ်ချိန်တကြီးကြီးနဲ့ဖွံ့ဖြိုးတိုးတက်အောင်ဒီပလိုမန့်တည်ဆောက်ရပါလိမ့်မယ်။လူငယ်တက်မှုတွေလူလက်တက်မှုတွေနဲ့တတ်တော်အသီးသီးစနစ်ကြတဲ့စုပွဲမှုတွေနဲ့တတ်တော်ဗိုလ်သူကြီးတွေတည်ဆောက်ထားမယ်ဆိုရင်ကျွန်တော်တို့တော်လိုက်ရေးကိုမင်းအောင်လိုက်ဖတ်စစ်တက်ဟာ ရတန့်အောင် လုံးဝမလုံနိုင်ဘူးလို့ကျွန်တော်လူမြတ်ကျော်ရေးရကြီးအာမခံနေရှင်းနေတော့ကဲဒါနဲ့တစ်ဆက်ဆက်တယ်မှာတရုတ်ကိုအန်တူးတဲ့ဒုတိယတစ်ခုထပ်ပြောပြပါမယ်ဝမ်ပေါက်လက်ပောင်းတော့ဂျင်းဒီစီမံဂိမ်းတန်ဂါရော်တွေကိုမိသင်ငန်းကတ်ခဲ့တာတိတ်ဆိတ်အစိုးရလက်ထက်မှာလေဒီဆီယာရောဖျားကြီးရဲ့တိမ်ကိုဘော်ရူဇာနဲ့ဖြတ်ခဲ့တာ အကျယ်အကျယ်မငိမ့်ဝင်နဲ့အစိုးရ20သိန်းစိန်အစိုးရ NLD အစိုးရအစိုးရ20လုံးမှာဝမ်ပေါင်လက်ပေါင်းတောင်ကျင်းီချီမှန်ကိန်းအရေးဒေါ်ခင်ဝင်းကိုနှစ်ဖူးနဲ့တနက်နေ့ပြည့်လို့တရုတ်တန်ယုံရှိလူမြတ်ကျော်တို့ဆန္ဒသွားပြခဲ့ရပါသေးတယ်။နော်အနီနောဦးလာနေမျိုးစင်အခုဘိုးတော်နီးနော်ဒီကျွန်တော်တို့ကိုထေးအောင်အစရှိတဲ့ဆုံးသွားပြီဖြစ်တဲ့အန်ကေဥပမင်းဘိုးတော်ခင်ဝင်းအစရှိတဲ့ကျွန်တော်တို့တွေဟာ လဘရောင်းတောင်ကျင်းဒီစီမံဂိမ်းမှာလဘရောင်းတောင်ကျင်းဒီစီမံဂိမ်းနဲ့ပတ်သက်ပြီးစစ်တပ်ရဲ့လက်ကင်ဒုတ်ရဲတွေဟာလေယာမြေအငင်းပွားမှုဖြစ်တဲ့လေသမားတယောက်ဒေါခင်ဝင်းကိုတနက်နေ့ပြစ်တာတိတ်ဆုံးသွားတဲ့အတွက်အဲ့ဒေါခင်ဝင်းအတုပချရတဲ့နေ့မှာပဲကျွန်တော်တေးဥတန်ယုံရှေ့မှာဆန္ဒပြခဲ့ပါတယ်ရန်ကုန်ကလေးစစ်ရုံအနီးကတေးဥတန်ယုံရှေ့ ဲ့လိုဇနပြတဲ့အချိန်တုန်းမှလည်းယထာစီပြီးလာခဲ့ကြရတာပြန်ပြောရင်ရှည်သွားမယ်ဆိုတော့ဒီလိုအခြေအနေနဲ့ဝမ်ပေါတော်လိုင်း၄နှစ်တာ၅နှစ်တာကာလာလုံးမှာဟိုတလောကသတင်းထွက်ခဲ့တယ်တော်လိုင်းတက်တွေကိုပတ်စံစီပြီးစီယုံထားနိုင်တယ်ဝမ်ပေါကိုမတိုက်ပါဘူးဝမ်ပေါကပတ်စံပေးတာလို့လို့သတင်း BBC ကသတင်းထွက်ပေါ်အပြီးမှာဒီကနေ့တော့ဝမ်ပေါကိုရှော့လိုက်တုံးနဲ့ပြစ်တာ၃ချိန်ရှိသွားပါပထမတစ်ချိန်လွန်ခဲ့သောကာလာလေးကဒုတိယတစ်ချိန် ဒုတိယတစ်ချိန်မှာဝမ်ပေါ်ကလုပ်ငန်းတွေအားလုံးရပ်တန့်သွားပြီးဒီကနေ့ထိလဲဖက်နိုင်စွာမရှိဘူးမနေ့ကထပ်ပြီးရှော့လိုက်တုံး73လုံးနဲ့ထပ်ပြစ်ပါတယ်ဟုံနိုင်ကျေးပြီးဝမ်ပေါင်လဘရောင်းတော်ဂျင်းနီစီမံဂိမ်းမှာလုပ်ငန်းအားလုံးလဲပတ်မှုရပ်တန့်နေပါတယ်ဘာကြောင့်ပြစ်တာလဲစီးပွားရေးကိုစီးပွားလေးမလုပ်ဖဲနဲ့နိုင်ငံရေးတဲ့ဝင်ရှုပ်ပြီးဝမ်ပေါင်တွေကရွေးကောက်ပွဲလှုပ်လို့ပြစ်တာဖြစ်ပါတယ်ထပ်လှုပ်မယ်ဆိုအမုတ်ချေမယ်လို့အညာသားတွေကအန်ကျိတ်ကျုံးဝါနေတယ်လို့ ဝမ်မုံထဲမှာအထိုင်ကျတက်ဆွဲထားတဲ့ဖက်စစ်တက်ဟာအနီးနားကဆယ်တဲရွာမိုးချိုးပြည်ရွာတွေကိုလက်ပတ်မီးရှို့လို့ဒေသခံတွေတောက်တခေါက်ခေါက်အန်တကြိတ်ကြိတ်နဲ့ဝမ်ပောင်ကိုဓမ္မနဲ့တက်ခုတ်ပြီးမီးတင်ရှို့တဲ့ဘဝကိုမကြခင်ရောက်ပါလိမ့်မယ်ရှင်းတယ်နော်ကဲဒါဆိုရင် အချက်နှစ်ခုရှိပါပြီကျွန်တော်တင်ပြတာတဲ့မှာ၄ခုကျွန်တော်ဒီနေ့ပြောမယ်နောက်တစ်ခု FBI အပါအဝင် American ဟာ မြန်မာလာအိုကမောရီးယားမှာရှိတဲ့ online ငွေကြေးလိမ်လည်တဲ့ကမ္ဘာရာဇဝတ်သားတွေကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်။စောချစ်သူ DKB ကစောစတီတို့လားစောဆန်းအောင်တို့သူတို့ရဲ့ခေါင်းကင်ဖခင်ကြီးမင်း online မနေ့ကပဲဟိုဘက် channel မှာကျွန်တော်ပြောတယ်စောချစ်သူတို့ဒူးနဲ့မျက်ရည်တော့ရပြီဆိုပြီးတော့ရှီကျစ်ချန်းကို တရုတ်ပြည်ပို့လိုက်အပြီးမှာ စောကြည့်သူငိုချင်းချပြီးတိတ်မကြခင်မှာပဲဒီကောင်တွေကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့အမေရိကန်ကဖွဲ့စည်းလိုက်ပါတယ်။ရောက်တော့ရောက်နေပြီလားမသိဘူးနော်။ဒီအတွက်မင်းအွန်လိုင်းတော်တော်ပြရာခတ်နေပါတယ်။စောချစ်သူတို့ရဲ့အမှုတွဲဟာမင်းအွန်လိုင်းဖြစ်ပါတယ်။မင်းအွန်လိုင်းဖက်စစ်တပ်နဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုတွေအပါဝင်မြောက်ဝတီကလက်နက်ကင်အဖွဲ့စည်းတော်တော်များများဟာကြားဖြန့်နဲ့လုံးဝမကိမ့်ပါဘူး။ကြားဖြန့်လေပတ်နေနိုင်အောင် ီကောင်တွေပဲလုတ်ခဲ့တာပါ။ကရင်လူမျိုးအတွက်ဆိုလက်နက်ကင်ပြီးတော့ကိုယ့်ကိုယ်ကြီးကောင်းစားရေးအတွက်ကရင်လူမျိုးကိုလည်းနာမည်ဖြတ်တိုင်းပြည်ကိုလည်းပုံကြီးဖြတ်တဲ့သူတွေဟာတိုင်းပြည်ရဲ့ရာဇဝတ်ကောင်တွေဖြစ်လာတယ်လို့ထပ်ပြီးတော့ဒီကနေ့ကမ္ဘာရာဇဝတ်ကောင်အဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဟိုဘက် Allergy Review Channel မှာကျွန်တော်ကြဲကြဲပြန့်ပြန့်ပြောကြမှာဖြစ်ပါတယ်။ Allergy Review ကိုလည်းလာရောက်ကြည့်ရှုဖို့ပဲခေါ်ပါတယ်။ အဲ့တော့ဂမရိယလာအိုမှာရှိတယ်ကြားဖြတ်အထူးတပ်ဖွဲ့ဖွဲ့ပြီးနေနေမယ်ရှင်းနေဖက်ဒရယ်စုံစမ်းရေးဘူရို FBI ကိုလံဘီယာခရိုင်ဆိုင်ရာအမေရိကန်ရှင်းနေဂျိုယုံအမေရိကန်လုံခြုံရေးတပ်ဖွဲ့ USSS ဒီတပ်ဖွဲ့တွေပူးပေါင်းပြီးကြားဖြတ်နေနေအထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီလို့ဒီကနေ့အမေရိကန်ကကြေညာပါတယ်အရန်ကြည့်ကောင်းပါတယ်ပိန်မဲ့တာကြအဲ့တော့ ဒါအပြင်မှာဒီတပ်ဖွဲ့နဲ့ပတ်သက်ပြီးလုတ်ပိုင်ခွင့်တာဝန်တွေထဲမှာနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC နိုင်ငံရေးဝန်ကြီးဌာနအခြားအေဂျင်စီများအားလုံးလုတ်လို့ရသည်များနီလန်အားလုံးကို လုတ်ပြီး ပိတ်ဆို့အရေးယူတာတွေတင်းစည်းတာတွေဝင်ရောက်ဖမ်းဆီးတာတွေတရားစွဲတာတွေလုပ်မယ်ဆိုပြီးတော့ဒီကနေ့ထုတ်ပြန်ကြေညာသလိုဖစစ်တက်နေမကြခင်ကမှထပ်ပေါင်းလိုက်ခွာလိုက်ပေါင်းလိုက်ခွာလိုက်မျက်နှာနှစ်ဖက်နဲ့ကရင်လူမျိုးအချင်းချင်းမတိုက်ဘူးလို့ အမုန်းတင်ခံရတဲ့နေချောင်းစားထွက် BGF နဲ့ DGV ကစိုင်းကျော်လာ Sosti Sos စိန်ဝင် Sos ဆန့်အောင်တို့၄ဦးကိုတိုင်ဆိုင်မှုမှန်သမျှထိန်းချုပ်ရေးရုံးကတန်ခတ်လိုက်ပါပြီအဲ့တော့မင်းအောင်လိုင်းအတွက်ရတမအေးဆရာကတော့ကရင်ပြည်နယ်နေဆက်ကကြားဖြန့်ယုံဖြစ်တဲ့ KK ဘက်ကိုဖြိုပြနေပြီမဲ့ KK ဘက်ကိုဖြိုချနိုင်ဖို့အတွက်ဘာသာမှမထွက်ပဲ ပြည်သူတွေကိုကျဲတဲ့ပေါင်900ဘုံတလုံးလောက်ကျဲရင်ကေကေဘတ်တစ်ခုလုံးပြာချနိုင်ပါတယ်။ဒါပေမဲ့လုတ်ပွဲကြီးလုတ်ပြီးတော့သူတို့နေနင်းပါတယ်ဆိုတဲ့ဟန်ပြနေပြီမဲ့မြောက်ဥရီမြို့ပေါ်တမျိုးလုံးမှရှိတဲ့ကြားဖြန့်ကာစီနိုယုံနေနန်းတော်ကြီးတမျရွှေကုတ်ကူကကာစီနိုကြီးကြောက်ခတ်ကအသစ်ဆောက်တဲ့ကာစီနိုကြီးအတွက်လက်တံခတ်ပြင်းပြင်းကိုကြားရပါလိမ့်မယ်ဒါပြင်ပါ ဒါတွေကိုခွင့်ပြုတာကစစ်တပ်ခွင့်မပြုဘဲလုပ်လို့မရဘူးစစ်တပ်ကိုဘဏ္ဍာငွေမဆက်ဘဲနဲ့ BGF နဲ့ DGV ရအဲ့လောက်အတိတ်မရေဘူးစစ်တပ်ကကောင်းနေပါ အမှုတွေပါပြီးမင်းအောင်လိုင်းဟာစောချစ်သူတို့စောစတီတို့ကိုဒီရှိကြကြမ်းတို့ပယ်ဆောက်ချိန်တို့လို့ထိုးကြွေးမလားသူကိုယ်တိုင်မေ American အလိုရှိတရားခံဖြစ်မင်းအောင်လိုင်းနာမည်ပါလာမလားဆိုတာကိုတော့ စိတ်ဝင်တကားစောင့်ကြည့်ရမယ်အခြေပါကဲဒီအခြေအနေနဲ့ပတ်သက်ပြီးအခြေတဝင်းကိုတော့ကျွန်တော်ဟိုဘက်တရင်နေပေါ့နော်တရင်နဲ့တုံသက်ချက်တွေကြားဖြန့်ကိစ္စကိုကြည်ကြည်ပြင်းပြန်အလကီမှာပြောမယ်ဒါကတော့ကျွန်တော်တို့အမေရိကန်ကအထူးတပ်ဖွဲ့ဖွဲ့စည်းတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတုံသက်ချက်အနည်းငယ်ပေါ့ကဲအခုတော့အင်မတန်အရေးကြီးတဲ့ကိစ္စတော့တခုခင်ဗျားတို့ကိုကျွန်တော်ပြောပြချင်ပါတယ်ပြည်ဒီဦးကြတော့မဆဲဘူးဗမာမို့လို့နေတူးကြတော့ရခိုင်မို့လို့ဆဲတယ်ဆိုတော့ကိစ္စပါ နေတို့ကိုကြတော့တပိတ်မှောက်ပြီးကိုလူမြတ်ကျော်မနေ့ကနေတို့ကိုတို့ချူးလေးတို့ပြောတဲ့အတန်နဲ့ PDU တို့ပြောတဲ့အတန်နဲ့မတူပါလားဒီလို comment တွေတွေ့ရပါတယ်ရခိုင်သားချေတို့တာလီသွားပါဗျာခင်ဗျားတို့ကိုကျွန်တော်တည်တည်ချာချာအရေးကြီးရှင်းပြချင်ပါတယ်ကျွန်တော်တို့ဒီရခိုင်မို့လို့ဗမာမို့လို့ကရင်မို့လို့မွန်မို့လို့ရှမ်းမို့လို့ချင်းမို့လို့အစ္စလာမ်မို့လို့မွတ်စလင်မို့လို့ခရစ်ယာန်မို့လို့ဗုဒ္ဓဘာသာမို့လို့ဆိုတော့ ဘာသာရေးလူမျိုး၏အစွဲအလန်းများလုံးဝမရှိပါဘူးသူတို့ရဲ့လှုပ်ဆောင်ချက်များဟုသာကြည်ပြီးတော့တော်လည်ရေးနိုင်ငံရေးတိုင်းပြည်နယ်လူမှုအတွက်တိုက်တွန်းလှုံ့ဆော်မှုတွေလောက်ကင်ဆောင်ရွက်တာတွေမှတ်ချက်ပေးတာတွေလောက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ကနအူးပြောချလိုပါတယ်ခင်ဗျားတို့ပြောမှနေတို့ရခိုင်မှန်းကျွန်တော်သတိရတယ်ကျောက်စိတ်ထဲမှာရခိုင်လည်းမရှိဘူးကရင်လည်းမရှိဘူးမပါလည်းမရှိဘူးမွန်လည်းမရှိဘူးလူကိုလူလို့ပဲမြင်ပါတယ်လူသားတယောက်ရဲ့လောက်ကင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ပဲ ဒီလူလေလှုပ်ဆောင်ချက်ဟာတိုင်းပြည်နဲ့လူလူကိုဒုက္ခပေးတယ်ဆိုရင်ကျွန်တော်တို့အသက်ရှိသူတွေတက်နိုင်လောက်စန့်ချင်ပဲပုံကံပဲတော်လာမယ်ဒီလူရဲ့လှုပ်ဆောင်ချက်တွေကအင်မတန်ကောင်းမွန်တယ်အင်မတန်တိုင်းပြည်လူလူအကျိုးရှိတယ်ဆိုပခုံးနဲ့ထမ်းတင်ပဲဒီနေရာမှာတာရကဥပမာတစ်ခုပြောပြချင်ပါတယ်နေတိုးကိုရခိုင်မိုးလို့ဆဲတာမျိုးတပိတ်မောက်တာမျိုးဆိုတဲ့အယူအဆကိုနည်းနည်းလေးပြန်ရွှေ့ပြီးစဉ်းစားကြည့်ရင်ဘိုးကျုံထုံးမြနိုင်ကိုကျွန်တော်နှလုံးသဲဖို့တဲကလေးစားတန်ဖိုးထားတာ ရခိုင်မို့လို့မဟုတ်ဘူးဗမာမို့လို့မဟုတ်ချင်းမို့လို့မဟုတ်ဘူးလူသားတယောက်အနေနဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေဟာတိုင်းပြည်နေလူလူအတွက်တော်လန်ရေးအတွက်ဖက်စစ်ခြေမုံရေးအတွက်အင်မတန်ကိုဂုံယူစရာကောင်းတဲ့ကိစ္စမျိုးဖြစ်နေလို့ပဲရှင်းနေနော်ကျန်တဲ့ဗမာကောင်းဆောင်တွေအများကြီးရှိတာပဲဗျာဗမာတပ်မှုတွေအများကြီးရှိတာပဲဗမာပြည်ပြည်ရခိုင်ပြည်ပြည်ရှမ်းပြည်ပြည်ကချင်ပြည်ပြည်ကချင်ပြည်ပြည်မုံပြည်ပြည်လာမပြောနဲ့တကယ်တော်တဲ့လူတကယ်တိုင်းပြည်နဲ့လူလူကိုစေတနာထားတဲ့လူ တကယ်ပခုံးတဲ့ထန်းတင်ရမယ်တာဝန်ကျွန်တော်တို့တာဝန်အဲ့တော့ဘိုးချုပ်ထုံးမြင့်နိုင်အောင်နှလုံးသဲဖို့တဲ့ကချစ်ပြီးအနာဂတ်ရဲ့ national leader အထိတော်ကျွန်တော်တို့စိတ်ထဲမှာယူမှန်းထားခဲ့တယ်ခမားတို့ကနေတူးကရခိုင်ဖြစ်လို့ဆိုတဲ့ကျင်းမြောင်းလုံးလာတဲ့အတွေးခေါ်လေးနဲ့ဗျာဗျာပြောရက်လိုက်ကြတာကိုလူမျိုးကိုကိုချစ်လို့ရပါတယ်ဒါပေမဲ့မိမိရဲ့ချစ်စိတ်ဟာတိုင်းမိနယ်လူလူရဲ့ ကိုဒုက္ခပေးနိုင် လောက်တဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့မျက်ကမ်းမျိုးချစ်စိတ်မဖြစ်စေချင်ပါကျွန်တော်ဗုဒ္ဓဘာသာပါဒါပေမဲ့ဗုဒ္ဓဘာသာဖုံးကြီးတွေမဟုတ်တာလို့ရင်လူမြတ်ကျော်တစက်မှမခံခဲ့ဘူးအာရမဝါရစန့်ကျင်ရေးကော်မတီဖွဲ့ပြီးဝိရသူဆိုတဲ့ကောင်ကိုလူမြတ်ကျော်တဲ့တဲ့စန့်ကျင်ခဲ့တာဖြစ်တယ်တမိုင်းကိုလှန့်ကြည့်လိုက်ပါအဲ့ဒီမှာအစ္စလမ်ဘာသာဝင်တွေကိုအစ္စလမ်ဘာသာဝင်တွေကို စင်းရဲတဲ့အစ္စလမ်ဘာသာဝင်တယောက်ရွှေကုံဖျားအောက်မှာဘရားကျော် ရောင်းတော်ကိုဗမာဖုံးကြီးလာ မောင်းထုတ်လို့အဲ့ဖုံးကြီးကိုတရားစွဲဖို့ကျွန်တော်လုပ်ခဲ့တဲ့ကောင်မျိုးပါတောင်ဆန်းစုကြည်က ICC ICJ နဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းလို့စစ်တပ်ကိုတရားစွဲတာကိုသွားပြီးခုခံမယ်လို့ပြောတဲ့ပွဲ Wisdom with တောင်ဆန်းစုကြည်လို့ပွဲမျိုးမှာလူမြတ်ကျော်တို့က Wisdom with Justice တရားမျှတမှုကိုသာလိုလားသည်ဆိုတာမျိုးရက်တည်ခဲ့တာပါ ရခိုင်အင်းနေရွာလူတန်းမှုတွေနဲ့ပတ်သက်ပြီးอืมပြောရင်ရှိသွားမယ်ဗျာနော် ရခိုင်ဒေတာအခင်းချင်းတွေနဲ့ပတ်သက်ပြီးအင်တာနက်ဖြတ်တောက်မှုတွေကိုရပ်တန့်မှုကျွန်တော်တို့ကိုယ်တိုင် NLD အစိုးရလက်ထက်မှာဆန္ဒပြခဲ့တဲ့ကောင်းလေးပါဆိုတော့ပြောချင်တာကကျွန်တော်တို့ရခိုင်တို့ကရင်တို့မွန်တို့ရှမ်းတို့ကိုကျွန်တော်တို့လူမျိုးအပေါ်မှာဘာသာအပေါ်မှာခွဲခြားဆက်ဆံလေးလုံးဝမရှိဘူးဆိုတာသူတို့ရဲ့လှုပ်ဆောင်ချက်များ တို့ရဲ့လှုပ်ဆောင်ချက်များဟာတိုင်းပြည်နဲ့လူမျိုးအစိတ်ဖြစ်နေတယ်ဆိုရင်ဘာသာမရွေးဘူးလူမျိုးမရွေးဘူးကျွန်တော်တို့ရအောင်ဆန့်ကျင်တော်လှန်ပါမယ်တို့ရဲ့လှုပ်ဆောင်ချက်တွေကအမှန်တကယ်တိုင်းပြည်နဲ့လူမျိုးအကျိုးရှိပြီးတော်လှန်ရေးအတွက်ကောင်းမွန်နေမခုံးနဲ့ထပ်နေပါမယ်ဒီနေရာမှာရခိုင်နဲ့ဗမာနဲ့ကြောချင်းကပ်ပြီးပေါင်းသွားမှာစစ်တပ်အရန်ကြောက်ပါတယ်ဗတ်စစ်တပ်အရန်ကြောက်ပါတယ်ဗမာနဲ့ကချင်နဲ့ပေါင်းသွားမှာဗမာနဲ့ကရင်နဲ့ပေါင်းသွားမှာကချင်နဲ့ရခိုင်နဲ့ပေါင်းသွားမှာ ကချင်ကင်းမုံညမာရခိုင်ရှမ်းဆိုတဲ့တိုင်းသားအားလုံးလူမျိုးဘာသာအားလုံးပေါင်းစည်းညီညွတ်မှာကိုစစ်တပ်ကအယံကြောက်ပါတယ်ဒီချိန်မှာဖက်စစ်တပ်ဟာရခိုင်ဒေသကိုပြန်လဲစိုးမိုးနိုင်ဖို့ထိုးစစ်ဆင်နိုင်ဖို့အနိုင်ယူနိုင်ဖို့နိုင်ငံရေးကိုစစ်ရေးကိုနီလန်းပေါင်းစုံနဲ့ထိုးနှက်နေတာကိုခင်ဗျားတို့မြင်အောင်ကြည့်ပါအာကတ်တတော်အီနဲ့ပတ်သက်ပြီး NUG ကလူခွင့်ရေးဝန်ကြီးပါလေ ောင်ကြုံမူဘလို့ပြောခဲ့တာကျွန်တော်ဘလို့ပြောခဲ့ဘူးလေဗီဒီယိုပြန်လက်ကြည့်လိုက်ပါကျွန်တော်တို့တိုင်းတာတဲ့ပေတန်းဟာတရားမျှတမှုနဲ့အမှန်တရားဖြစ်ပါတယ်လူမျိုးပေါ်မှာအခြေမခံပါဘူးဘာသာပေါ်မှာအခြေမခံပါဘူးတာကိုကနအူးအသိပေးလို့ပါတယ်ဗျအဲ့တော့တခိုင်သားကြီးတို့အကိုချေတို့ကြီးညမငယ်တို့ကြီးမိမိလူမျိုးကိုချစ်တာကို အကိုတို့သဘောတူပါတယ်။နေတိုးကိုညီမလေးတို့ချစ်တာညီလေးတို့ချစ်တာအကိုတို့ချစ်တာသဘောတူ။သို့တော့ ျွန်တော်တို့လည်းဗမာအမှုပညာရှင်တွေဖြစ်တဲ့ရန်အောင်တို့စိုးမြတ်သူစာတို့ဆိုတဲ့ဒိန်းတောင်တို့ခင်လိုင်တို့ဗမာတွေလေမှောက်စရာရှိတာတပိတ်မှောက်ပဲကျုံးစရာရှိတာကျုံးမယ်ယုံလေးကားပါဘုံခွဲဖြစ်တာအာဗမာကောင်ပဲလေဆိုတော့ပြောနေတာကရခိုင်တို့ဗမာတို့မရှိဘူးတိုင်းပြည်အတွက် တိုင်းပြည်အတွက်ကိုကြည့်ပါကိုလူမျိုးကိုချစ်ပါဒါပေမဲ့တပတ်စုံမရောက်ပါစေနဲ့တပတ်စုံရောက်ချင်းဟာစစ်တပ်အကြိုက်ဖြစ်ပါလေ နော်စစ်တပ်ဟာအကိုတို့ရခိုင်သားခြေတို့အကိုခြေတို့ညမငညမခြေတို့နော်ကြားတဲ့ကိုထိုးခွဲနေတာ ဖြစ်ပါတယ်ဒါကိုနားလည်ပြီးပါဒါကိုသိပြီးပါ လူမြတ်ကျော်ကဘယ်တော့မှဘာသာရေးလူမျိုးရေးခွဲခြားစန့်ကျင်ခြင်းခွဲခြားမှုလုပ်ခြင်းစိတ်ထဲမှာအလင်းမရှိပါဘူးနေတို့ကိုသပိတ်မောက်တင်လို့ပေါက်တာဖြစ်ပါတယ် ပြည်သူ့ကိုတပိတ်မှောက်သိရင်လည်းပြည်သူ့ကမှောက်မှာအင်တာကျော်စင်လည်းမှောက်မှာမှောက်သိရင်မှောက်တတ်တဲ့ NUG လည်းမှောက်ရင်မှောက်မှာဗမာကောင်တွေဖြစ်တဲ့ရန်အောင်တို့စိုးမြတ်သူစားတို့တိုင်းပြည်နဲ့လူကိုစစ်တပ်နဲ့ပေါင်းပြီးဒုက္ခပေးတယ်ဗမာတွေတရုတ်တွေကလားတွေမသိဘူးတပိတ်မှောက်သိရင်မှောက်တယ်စန့်ကျင်တိုက်ဖြတ်တော်လံမယ်ရှုံလေးကားပုတ်မှာခွဲတယ်ဘာကြောင့်လဲသိလားဗမာတွေတရုတ်တွေကလားတွေရှမ်းနေမရှိဘူးတိုင်းပြည်နဲ့လူတို့ကိုဒုက္ခပေးသူမှန်သမျှလူမြတ်ကျော်ရန်သူဝိရတူဗမာဖုံကြီးလဲကျွန်တော်တို့မထားပါဘူး တိတကူလည်းမထားပါဘူးဒါကြောင့်မို့လူမျိုးဘာသာခွဲခြားမှုကိုလုံလေလုံတာရှိတာဖတ်စစ်တဲ့ဖြစ်ပါတယ်လူမျိုးရေးဘာသာရေးအမုံတရားပြိပက္ခတွေဖြစ်ပြီးသွေးကွဲပြီးမညီညွတ်ရင်သူတို့အုတ်ချုပ်ချင်တိုင်းအုတ်ချုပ်လို့ရတယ်ငါညီမငါညီရဲ့ငါအကိုတို့ရဲ့ဒါကြောင့်မို့နီးမှန်လမ်းမှန်နဲ့တိုင်းပြည်ကိုချစ်ပေးပါလူမျိုးကိုချစ်ပေးပါ မိမိရဲ့ချစ်စိတ်ဟာအနာဂတ်မြန်မာနိုင်ငံတော်အတွက်အားလုံးပေါင်းစည်းတဲ့နိုင်ငံတော်တစ်ဖက်ဒရယ်ပြည်ထောင်စုအစ်တွက်ပဲဖြစ်ပါစေလို့ပြောရင်မိမိရဲ့ချစ်စိတ်မြက်ကမ်းမျိုးချစ်စိတ်မဖြစ်ကြပါစေနဲ့အားလုံးကျေးဇူးတင်ပါတယ်